ဘတ်တင်နဲ့ဖိုင်နယ်ပွဲမတိုင်မီနှစ်ဖက်ပြိသက်တွေရန်ဖြစ်ရဲတွေကအမြင့်ရုံဘုံနေနဲ့လူစုလာခွဲခဲ့ရပြိသက်များလုံးမဲမိန်လာများဘလူးလိုင်းကင်းကနေပြန်လဲကြော်လိုက်ပါရင် conference league ဖိုင်နယ်ပွဲမတိုင်မီချဲရှိတဲ့ဘတ်တင်ပြိသက်တွေဟာ နှစ်ဖက်ခိုင်းရန်ဖြစ်ပွားခဲ့ကြပြီးရန်ဝဲကပြင်းထန်လာတာကြောင့်ရဲတွေကပါရောက်လာပြီးမြေအီယိုဘုံတွေနဲ့လူစုခွဲခြားတဲ့အထိဖြစ်ခဲ့ရပါတယ်။ဗီဒီယိုဖိုင်တစ်ခုမှာလူတွေဟာတစ်ဖက်နဲ့တစ်ဖက်ထိုင်ကုန်နေရာဝတ္ထုတွေနဲ့ပစ်ပေါက်နေကြတာကိုမြင်တွေ့ရပြီးနောက်ထပ်ဗီဒီယိုဖိုင်တစ်ခုမှာလည်းရဲဝဲစုံဝစ်ဆင်ထားတဲ့သူတွေကရန်ဝဲကိုဖျေလို့မရတဲ့အစောမြေအီယိုဘုံတွေနဲ့ပစ်ပေါက်လူစုခွဲခဲ့ရပါတယ်။ဒီလိုမျိုးဖျက်လို့ဖျက်စီလုံးခဲ့တဲ့ပရိသတ်တွေကိုဝေဖန်မှုတွေလည်းရှိခဲ့ကြပါတယ်ပရိသတ်တွေကအရင်တက်ရှူမောပွဲဥရောပမျိုးတို့မျိုးကိုသွားရောက်ပြီး AACC လေပတ်ပျော်မွေးရမယ်အစား စားတော့ဆိုင်တဲ့ကော်ဖီဆိုင်တွေကိုတိုက်ခိုက်ဖျက်ဆီးဖို့သွားခဲ့တာလို့မေကွန်းထုတ်ခဲ့တယ်လို့အခြားတစ်ယောက်ကလည်းမနေ့တုန်းကအဲ့ဒီနေရာကိုကျွန်တော်ရောက်ခဲ့ဘူးတဲ့ချင်းစင်အောင်ပြီးပေါ်ရင်ကြားတဲ့သူတွေနဲ့ပြေးပါကျွန်တော်ရောက်ဖူးသမျှနေရာတွေတဲမှာအကောင်းဆုံးနေရာတစ်ခုလို့တော့ပြောလို့ရပါတယ်ဒီနေ့တော့ခင်ဗျားတို့ကြောင့်တာယာလှပတဲ့နေရာလေးအကြီးကျယ်သွားခဲ့ရပြီလို့ပြည်တင်ပြောဆိုခဲ့ပါတယ် ချဲတီနီမြမာရက်စကာကတော့သူ့ရဲ့ရီမန်ချက်ကိုပြေဝအောင်လုံးဆောင်ဖို့အတွက် final ပွဲကိုအနိုင်ကစားသွားမှာဖြစ်ကြောင်းပြောထားပါတယ်။ဒီအချိန်မှာသူ့ရဲ့ရီမန်ချက်ကချဲစီကိုချန်ပီယံလိဝင်ဝင်ရအောင်လုပ်ပေးဖို့နဲ့ conference league ဗလာရယူပေးဖို့ဖြစ်ကြောင်းလွန်ခဲ့တဲ့လအနေငယ်တော့ကမာရက်စကာကိုယ်တိုင်ထုတ်ဖော်ပြောကြားထားခဲ့ပြီးသားပါ။အခုချိန်မှာတော့ချဲစီက Premier League အဆင့်လေးနဲ့ရာသီသိမ်းခဲ့ရတဲ့အတွက်ချန်ပီယံလိဝင်ဝင်တနေရာရရှိသွားခဲ့ပြီးဖြစ်တော့မာရက်စကာရဲ့ရီမန်ချက်တွေက90ရာနှုန်းလောက်အထမြောက်သွားခဲ့ပြီးဖြစ်ပါတယ်။ကျန်တဲ့90ရာနှုန်းကိုတော့အထမြောက်အောင်စွမ်းဆောင်နိုင်မလားဆိုတာဘော်ရာရီကပဲဖြေပေးခဲ့ကြပါဦး။